Hello အားလုံးမင်္ဂလာပါ။ Quality Football Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။ကဲဒီနေ့ကျွန်တော် Super Monday ပေါ့နော် Monday ဖြစ်သွားပြီ။ဟောတင်းလာညဆိုတော့ကျွန်တော်၃ပွဲလောက်ပဲရှိတယ်။ဒီကဒီ Main League ကပေါ့နော်။အဲ၃ပွဲထဲကနေပြီးတော့ဒါ၃ပွဲစလုံးကိုကျွန်တော်ပြပြပေးမယ်။ဒါမှမဟုတ်ကျွန်တော် Member Disc ကိုတစ်ခွက်ဒါမှမဟုတ်နှစ်ခွက်လောက်ပဲကျွန်တော်ချပေးဖို့ဖြစ်တဲ့ ရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အီတလီနဲ့စပိန်ကိုကျွန်တော်မယုံကျင်သေးဘူးပေါ့။ပြီးများလိထဲကပဲလာဖို့များပါတယ်။အော်ဒီနေ့မမာတစ်အတိုင်းပဲဒါဖီတစ်ကိုလည်းချပေးပါမယ်နော်။အော်မနေ့ကညကတော့မမာဒီကတော့ဒါ၅ကွက်မှာ၃ကွက်အပြည့်အောင်နေဒါ၂ကွက်ကတော့လီဗာပူးကိုပေါ်ပြားလေးရှုံးမယ်။ရီယယ်မက်ဒရစ်ပေါ်ဒီပြားလေးရှုံးမယ်ဆိုတော့ကျွန်တော်တို့အဆင်ပြေပါလိမ့်မယ်နော်။အဲမောင်းနေလဲမနေ့ကပောက်ပါတယ်။ဝိုင်းဖက်မှာလဲဒါ၃ကုတ်၃ခုချပေးထားတယ်။ ကိုတင်ကုတ်လေးပေါက်တယ်ပေါ့နော်အဲဒီဖန်နေပါသွားလို့ကျွန်တော်ဆယ်စား၁၁ဆလောက်နေပဲကျွန်တော်ပေါက်သွားခဲ့တယ်ပေါ့နော်မဟုတ်ရင်တော့ကျွန်တော်တို့စား30နဲ့စား50ကြာလီမှာကျွန်တော်ပေါက်ဖို့ရှိပါတယ်ဟောဒီနေ့တော့ကျွန်တော်တို့ပွဲနေတယ်ဒါပေမဲ့ရှိရလေးကျွန်တော်အကောင်းဆုံးသုံးသပ်ပေးမယ်မရဖန်ချန်ပီယံလိညချန်ပီယံလိညမရဖန်ရုံတည့်ရဲ့ဖြစ်တော့ကျွန်တော်ည၈နိုင်လောက်မှာဗီဒီယိုလာပါမယ်မရဖန်ချန်ပီယံလိညမှာအကောင်းဆုံးဒါသုံးသပ်ချက်တွေနဲ့အတူပြန်လည်တွေ့ဆုံကြပါမယ်အဲဒီနေ့တော့ဒါရှိရပွဲလေးနဲ့ကျွန်တော်တို့ဒါစကြရအောင်ပေါ့နော်အဲပထမပွဲကတော့ကျွန်တော်တို့ ဒါစပိန်နဲ့အရင်စလိုက်မယ်အလာဘက်နဲ့ဗလန်စီယာအလာဘက်ကလက်ရှိမှာ level ကို90ရှုံးပေးနေတယ်ကိုပေါင်းကျင်းနှလုံး30ရှုံးအော်လာဘက်ကဗလန်စီယာကိုဒီဂျီပေးတာမှန်ငံမှုရှိလားပေါ့နော်ကျွန်တော်ပထမဆုံးတစ်ချက်စဉ်းစားမနစ်ကပေးခဲ့လားမပေးခဲ့ကျွန်တော်ပြန်ကြည့်မနစ်ကလည်းပေးခဲ့တာပဲ level 4အဲ level 30ရှုံးလားမသိပေးခဲ့တယ်အဲတော့အလာဘက်က1 lead နဲ့ဒါ ဘယ်လိုပြောလဲ body အပေါ် go out ဒီလိုလေးတွဲဝင်သွားခဲ့တယ်ပေါ့နော်အော်နောက်ဆုံးဒီအလာဘက်အင်ဝင်တွေးဆုံမှု၃ကြိမ်စလုံးမှာအလာဘက်ကပဲ1 3နဲ့2ကြိမ်နိုင်တယ်21နဲ့တစ်ချိန်နိုင်တယ်။၃ချိန်စလုံးအလာဘက်ကပဲဒါခေါင်းဆုံးလေးကြီးပြားဒီပြား20 30 50လက်ဒီဝင်းကျင်ကြီးကြီးဆုံးကြီးလေးထွက်ပြီးတော့ပြီးခဲ့တယ်ပေါ့နော်။ဟုတ်ဒီတိုင်းဆိုတော့လက်ရှိပေးထားတဲ့ကြီးကလည်းမှန်ကန်မှုရှိတယ်။အဲ့တော့အမှတ်ပေးစရာကိုကျွန်တော်တွားပြန်ကြီးတဲ့အခါမှာလက်ရှိမှာအလာဘက်ကအဆင့်၁၁ ဗလန်စီယာက15 71ကနေ15ကိုဒီဂျေးပေးလို့ရလားဆိုပေးလို့ရပါတယ်เนาะအော်ဒီဂျေးကလာဂျေးရကြည့်မယ်ကျွန်မှန်ငယ်မှုရှိတယ်ဖဲဖြစ်တယ်လို့ကျွန်တော်တုံးတက်လို့ရပါတယ်အဲ့တော့ဗလန်စီယာရဲ့အဝေးကွင်းဖောင်ကျွန်တော်အရင်ကြည့်မယ်ဗလန်စီယာဒီနေ့ရည်အဝေးကွင်းကန်ထားပြီးတမတ်မအောင်သေးတာ ရှိမအောင်သေးဘူးပေါ့မနိုင်သေးဘူးပေါ့เนาะအဲဘယ်နှပွဲ ကန်ထားလဲဆိုလေးပွဲကန်ထားတယ်သုံးပွဲရှုံးတယ်တစ်ပွဲပဲသူတို့တည်ကြတယ်ရှုံးတဲ့ပွဲတွေမှာဆိုအိုဆာဆူနာဝမ်စီနဲ့ရှုံးဘာစီကို6 9နဲ့တောင်ရှုံးတယ်စစ်စီနဲ့ရှုံးတယ်အက်စပန်ယိုကတူတူတည်ကြဂျီရိုနာဒီလောက်ခြေပြက်နေတဲ့ဂျီရိုနာကိုတော့2-1နဲ့ရှုံးတယ်ဆိုတော့ဗလန်စီယာအဝေးကွင်းဖောင်ကဒါတော်တော်လေးကိုမှအထင်သေးချင်စရာကောင်းတဲ့အနေထားဖြစ်သွားပြီပေါ့နော်အဝေးကွင်းအဝေးကွင်းတေဘယ်ကိုကြည့်လိုက်မယ်လို့ဘလန်စီကအဆင့်ဆက်ကိုတော့ရောက်ပါနော် လေးပွဲမှာတပွဲတည်သုံးပွဲရှုံးရာကို၃ကိုပေးကို၁၁ကိုရမှတ်တမတ်နေเนาะအဲ့လိုလေးပုံစံဖြစ်သွားတယ်အလာဘက်အင်ဂွင်းဖောင်ကိုကြည့်မယ်အလာဘက်အင်ဂွင်းလေးပွဲကံပြီးပြီ၂ပွဲနိုင်နေတပွဲတည်တပွဲရှုံး၇ကိုရတယ်၅ကိုပေးထားရတယ်ပေါ့เนาะအလာကွက်အလာဘက်ရဲ့အင်ဂွင်းမှာဆိုရင်ဘေးအင်းတွေကိုနိုင်ခဲ့လေပေါ့ HCO 3-1နဲ့သူတို့နိုင်နေ CB လောက်1-2နဲ့ရှုံး AD ကိုလိုအသင်းမျိုး1-1တည်ကလားထားနိုင်ခဲ့တယ်လီပန်ဒေးကို2-1နဲ့နိုင်အဲ့တော့တန်တက်နှစ်သင်းစလုံးကိုတော့သူအနိုင်ကစားခဲ့တယ်ဒါစီနီယာအသင်းတွေဖြစ်တဲ့ AD CD ကိုတော့တည်ရေး CB လားကိုတော့ဒါရှုံထားတယ်ပေါ့နော်ဒီလိုပုံစံလေးတော့ကျွန်တော်တွေ့ရအဲ့တော့အလာဘက်ဒီသူ့ရဲ့အင်ဝင်၄ပွဲစလုံးဂိုးတွေအနည်းဆုံးတကူရခဲ့တယ်နော်ပြီးလို့ရှိရင်ဂိုးပွဲတိုင်းလည်းတကူအနည်းဆုံးသူတို့ပြီးခဲ့ရဆိုတော့ဒါပွဲတိုင်းဂိုးပေးဂိုးယူရှိရဲ့အနေထား voting to score yes ဖြစ်ထားတဲ့အနေအထားပေါ့။အဲဘလန်စီယာရဲ့အဝေးကွင်းပြန်ကျယ်ဘလန်စီယာကအဝေးကွင်းမှာပွဲတိုင်းဂိုးပေးခဲ့ရတယ်။ဂိုးမပေးခဲ့ရတဲ့ပွဲတစ်ပွဲမှမရှိဘူး။ ကိုးပြန်ရတဲ့ပွဲကနှစ်ပွဲပဲရှိရဲနှစ်ပွဲကလီတကိုးမှပြန်မတွင်းနိုင်ခဲ့တဲ့အနေထားအဲ့တော့အိမ်ဝင်းဝေးကွင်းရာကိုးပေးကိုးနေထားရကြည့်မယ်လို့ဒီပွဲကဂူပေါင်းအပေါ်တက်သွားနိုင်ကြီးများတယ်။ဘာကြောင့်လဲဆိုတော့ဘလန်စီယာကပွဲတိုင်းဂိုးပေးရတဲ့အတင်အဝေးကွင်းမှာဆိုရင်အလာဘတ်ကအိမ်ဝင်းပွဲတိုင်းဂိုးရတဲ့အတင်ဖြစ်နေတယ်နော်ဒီလိုဖလိုလေးတစ်ခုတော့ရှိနေတယ်။အလာဘတ်ကပြီးတော့ ပွဲတိုင်းလဲဂိုးပြန်ပြီးတော့ဒီနေ့မှာဘလန်စီယာကလည်းဂိုးပြန်ရသွားနိုင်ကြီးရှိမလားအဒီလိုလေးသူတို့ရဲ့လက်ရှိကားနဲ့သွားနေတဲ့အိမ်မွေးဝင်းဖောင်ရကြည့်မယ်ဆိုဒီပွဲကဂိုးပေါင်းပေါ်တက်သွားနိုင်နောက်တစ်ခုကမနေ့ကစပိန်နောက်ဆုံးပွဲစဉ်ရီယယ်မက်ထရစ်ဒီဂိုးပေါင်းအောက်သွားတယ်အဲ့တော့ဒီနေ့သားမှာဂိုးပေါင်းအပေါ်လာမလားပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့တစ်ချက်စဉ်းစားကြရတော့ဖြစ်တယ်ဘော်ဒီမှာဆိုရင်တော့ကျွန်တော်တို့ ဒါလက်ရှိအိမ်ကွင်းကစားအားလေးမဆိုးနေတဲ့အလာဘတ်ဘော်ဒီလေးကောင်းတယ်အဝေးကွင်းကဘလန်စီယာလက်ရှိမှာဝေးကွင်းခြေလွန်ညံ့နေတဲ့အနေအထားလည်းဖြစ်နေတဲ့အတွက်ကြောင့်အလာဘတ်ဘော်ဒီလေးကတော်တော်လေးအဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်နေတယ်အလာဘတ်ဘော်ဒီကျော်ပြား30 40 50ဒီဝင်းကျင်ကြီးအပြောင်းလဲကိုကျွန်တော်ရင်ပြီးတော့အလာဘတ်ဘော်ဒီဆော့လို့ရတယ်ကိုပေါင်းကြီးကိုပဲကျွန်တော်နည်းနည်းလေးဒါစိုးရင်းကြရရှိရဲ့ နော်ဟိုကိုပေါင်းကြီးကစပိန်တွေကလိန်နေအီတလီရောစပိန်ရောလိန်နေနှလုံး20ရှုံ30ရှုံဆိုပေမဲ့ဒီပွဲကသူတို့နှစ်တင်းရဲ့လက်ရှိရာကိုပေးကိုအနေထားတွေရာကိုပေါင်းအပေါ်တက်သွားနိုင်တယ်ဒါပေမဲ့ဟတ်တူရဲ့ပြေဆုံးမှုတွေအရနော်ဒီလိုမျိုးလေးပြန်ကြည့်မယ်ဆိုရင်တော့လေဒါတွေ့ဆုံးမှုတိုင်းတော်တော်များများကဝန်ကြီးတွေကများနေတဲ့အတွက်ဒါကိုပေါင်းအောက်တော့သွားနိုင်တယ်ဟိုကိုပေါင်းကတော့နည်းနည်းလေးမှန်းဆရခက်တဲ့အနေထားတော့ဖြစ်နေရေပေါ့နော် ဟိုတောင်းမင်းတပင်ကြဖလိုးလေးပိုင်းမိနေလားဆိုတော့အဲ့လိုဖလိုးကလည်းမရှိနေဘူးအဲတခုတော့ရှိရဒီဗလန်စီယာဘက်ကိုကျွန်တော်ကြည့်မယ်ဆိုတော့၃ပွဲစတိုက်တော့ဂိုးပေါင်းအပေါ်တက်ထားတယ်အိမ်ဝင်အဝေးဝင်အပါဝင်အိမ်ဝင်ဝေးဝင်အပါဝင်လည်း၃ပွဲစတိုက်ဂိုးပေါ်တက်ထားတယ်အဝေးဝင်တီးတန့်လည်း၃ပွဲစတိုက်ဂိုးပေါ်တက်ထားတယ်ဆိုတော့ဒီလိုမျိုးလေးဖလိုးရကြည့်မယ်ဆိုတော့ဒါတောင်းမင်းတပင်ကြဂိုးအောက်သွားနိုင်တယ်နော်အဲ့လိုမျိုးလေးဆိုတော့မနေ့ကဘလက်ကန်ကိုတောင်းမင်းတပင်ကြလေးနဲ့ဒါဂိုးပေါင်း အောက်ထားတယ်အဲ့တော့ကိုပေါင်းပေါ်တက်ခဲ့ဒါပေမဲ့လီဘန်နေတကူရမယ်လို့ကျွန်တော်တွက်ခဲ့တယ်လီဘန်နေကတော့တကူမှမရခဲ့ပဲနဲ့ဒီ ဘလကန်နိုကပဲသုံးဂိုးလုံးတွင်ပြီးဂိုးပေါင်းပေါ်တက်သွားအဲ့တော့ဒီနေ့မှလည်းဒီလိုဖလိုရကြည့်မယ်လေအဝေးအတင်းဗလန်စီယာသုံးပွဲစတဲ့ဂိုးပေါင်းအပေါ်တက်ထားဖြစ်တဲ့အတွက်ဒီနေ့မှ၉အောက်လာနိုင်တယ်ဒါဗလန်စီယာဘက်ကကြည့်မယ်ဆိုရင်ပေါ့နော်အလာဘက်ကအလာဘက်ဘက်ကကြည့်ရင်တော့အဲ့လိုဖလိုမရှိနေဘူးအဲ့တော့အဲဂိုးပေါင်းအောက်လေးတော့မစိုးဘူးပေါ့နော်ဒီလိုသုံးမင်းတပင်ကြဖလိုအရာရဲ့လက်ရှိဖွင့်ထားတဲ့ဂိုးပေါင်းကြီးနူးနေတဲ့တစ်ချက်ရဲ့ကြောင့်စဉ်းစားမယ်ဆိုရင်တော့အလာဘက်ဘော်ဒီနဲ့ဂိုးပေါင်းအောက်လေးတွဲဆောလို့ကောင်းတယ်အရင်နှစ်တွေကလိုမျိုးပဲ1စီ ုံစံမျိုးလာနိုင်ကြီးရှိတယ်။1 D ဆိုတော့ကျွန်တော်2ချက်ကွက်ရပြီပေါ့နော်။အလားပတ်နဲ့5ရောက်ဒီလိုတွဲဆော့မယ်ဆိုတော့ဒါ2ချက်ကွက်ကျွန်တော်အဆင်ပြေမဲ့တဘောဖြစ်ပါတယ်။အဲ့တော့နောက်တစ်ပွဲကတော့ကျွန်တော်စပိန်ပြီးတော့ကျွန်တော်အီတလီပေါ့နော်။ Cremonese နဲ့ Udinese အဲ့တော့ Udinese က level ကို40ရှုံးပေးတယ်။ဂိုးပေါင်းချင်းနှလုံး30ရှုံးပေးတယ်ပေါ့နော်။အဲ့တော့ဒီနေ့ထားမှာဆရာအကျော်ပြန်ကြည့်တဲ့အခါမှာ Udinese ကအောက်ကအတင်းဖြစ်နေတယ်။အောက်ကအတင်းကနေပြီးတော့ Cremonese ကိုအပေါ်ကဒီအဆင့်73အတင်းကို အဲဆိုရင်အဆင့်30ရအတင်းကိုအဆင့်73ရအတင်းကနေပြီးတော့လန့်ကြီးပြန်ပေးထားတဲ့တဘောအဝေးကွင်းလေးဖြစ်နေတာနေပေါ့နော်အဲဥဒီနိအင်ဂွေဆိုတော့ဒီဂျီလန်ကကျော်လက်ခံပေးလို့ရအဲအဲ့တော့ဥဒီနိနဲ့ခရီမိုနီတီရဲ့ဂျီတန်းကိုကျော်ပြန်ချိန်တဲ့အခါမှာဘယ်သူကဂျီတန်းမြင့်လဲပေါ့အဲ့တော့သူတို့လက်ရှိကန်ထားတဲ့အထဲမှာဟိုသူတို့နှစ်တင်းစလုံးကန်မှုထားတဲ့အတင်းတွေကျော်လိုက်ရှာလိုက်တဲ့အခါမှာဆိုရင်တော့အင်တာမီလန်ကိုတော့တွေ့တယ် เนาะอินเตอร์มิลานကอูดินีကိုပေးခဲ့တဲ့ကြီးတန်းကနှလုံးကိုအပြည့်နိုင်ပေးခဲ့တယ်။ဒါပေမဲ့อูดินีကပဲ2-1နဲ့နိုင်ခဲ့တယ်။ခရီမိုနီစီကခရီမိုနီစီကိုအင်တာပေးခဲ့တဲ့ကြီးတန်းကကြတော့ကျွန်တော်တို့နှလုံးကိုတည်ပေးခဲ့တယ်။အဲ့တော့အင်တာဒီခရီမိုနီစီကိုနှလုံးကိုတည်ပေးနေတဲ့အချိန်မှာอูดินีကိုကြာနှလုံးအပြည့်နိုင်ဆိုတော့ဒါခရီမိုနီစီနဲ့အင်တာอูดินีနဲ့ကြီးတန်းချိန်ထိုးမယ်ဆိုရင် အူဒီနီကကြီးတဲ့မြင့်နေအောင်ကျွန်တော်တွေ့ရလိမ့်မယ်ပေါ့နော်။အဲလိုမျိုးဆိုတော့လက်ရှိပေးထားတဲ့ကြီးရဆိုအဝေးကွင်းလေးဖြစ်နေလဲပဲ40 50ဆိုတာကကျွန်တော်ဖဲဖြစ်တယ်လို့လက်ခံပေးလို့ရတဲ့အနေထား။အမတ်ပေးစရာအရဆိုရင်တော့ဒါအောက်ကအတင်းရအပေါ်အတင်းကိုလှန်ကြီးပေးထားတဲ့အနေထားဖြစ်တယ်ပေါ့နော်။အော်ခီမိုနီကြီးရဲ့အိမ်ကွင်းကိုကျွန်တော်ကြည့်မဲ့ကြီးလိုက်တဲ့အခါမှာနှစ်ပွဲကံပြီးသွားပြီ။ဆက်ဆိုလို32နဲ့သူတို့နိုင်နေပါမောဇီဇီတေချာသူရှုံမွေးမနိုင်ရှုံမွေးမတွေ့တပွဲနိုင်တပွဲတည်ဖြစ်တာ။ ဝူဒီနီရှားအဝေးကွင်းကျော်ကြီးရတဲ့အခါမှာအင်တာ2-1နဲ့နိုင်တယ်ပီဆာကို1-9နဲ့နိုင်တယ်ဆက်ဆူလိုကို3-1နဲ့သူတို့ရှုံးတယ်တန်တက်အတင်းဆက်ဆိုလို့တတင်းကို2ရဲ့3-1နဲ့ရှုံးတယ်တန်တက်အတင်းပီဆာကို1-0နဲ့သူတို့နိုင်ထားတယ်เนาะအဲ့လိုပုံစံလေးတော့တွေ့ရတယ်ပေါ့အဲ့တော့အူဒီနီယာချေယူလို့ပြောရမှာပေါ့เนาะအင်တာကိုကြတော့နိုင်ရန်ရောဟိုတန်တက်အတင်းဆက်ဆိုလို့ကြတော့သွားရှုံးပြန်အဲ့လိုမျိုးဆိုတော့အူဒီနီရဲ့ကာနေဖုန်ကဟို အပန်တောင်းများတဲ့နိုင်လိုက်ရှုံးတဲ့ပုံစံမျိုးဖြစ်သွားတယ်။ဦးတီနီရဲ့လက်ရှိအဝေးကွင်း၃ပွဲကိုကြည့်တဲ့အခါမှာပွဲတိုင်း၉ရထားအောင်ကျွန်တော်တွေးနေရတယ်။တပွဲပဲသူတို့ဂိုးပြန်မပေးခဲ့ရဘူး။နှစ်ပွဲဂိုးပြန်ပေးခဲ့ရတယ်ပေါ့နော်။ခရီမိုနီစီရဲ့အိမ်ကွင်းကိုကျွန်တော်ကြည့်တဲ့အခါမှာနှစ်ပွဲမှာတပွဲကဂိုးလည်းမတွင်းဘူးဂိုးလည်းမပေးရအောင်တပွဲကတော့ဒါ၃ဂိုး၂ဂိုးဆိုတော့ဂိုးပေါင်းအပေါ် PDS yes ဖြစ်ထားတယ်။အဲ့တော့ဟိုခံမှန်းရတာကတော့ဒီပွဲက မနေ့က AC နဲ့ PUND နောက်နောက်ဆုံးပွဲစဉ်မှာဂိုးပေါင်းအပေါ်တက်သွားတဲ့တစ်ချက်ပါနေတယ်။အော်ဒီတစ်ချက်ကြောင့်ဒီနေ့ပွဲစဉ်ကဂိုးပေါင်းအောက်ပြန်ဝင်သွားမလားပေါ့နော်။ဒီလိုလေးလည်းကျွန်တော်ပြန်စဉ်းစားလို့ရတယ်။လက်ရှိ ဥဒိနီရဲ့အဝင်းဝင်းဖောင်ရဆိုတော့နဖက်တွင်ကိုမြင်တွေ့ရနိုင်ကြီးများတယ်ခွီမိုနီစီရဲ့အပေါ်မှာပဲမူတည်ခွီမိုနီစီရဲ့အိမ်ဝင်းဆွမ်းဆောင်ကြီးကဒါကျွန်တော်စိတ်ထဲမှာနှစ်ပွဲပဲကန်ထားသေးတယ်ဆိုတော့နှစ်ပွဲလေးကန်ထားသေးတယ်ဆိုတော့ဗျာအရင်ကြီးဟိုတုံးတက်လို့မကောင်းဘူးပေါ့နော်ဟိုအကဲအကဲဖြစ်ရနည်းနည်းလေးခက်ခဲအနေသာဖြစ်နေတယ်တွေးလုံးမှုနောက်ဆုံး၃ချိန်မှာဆိုတော့ဥဒိနီကပဲဒါ၂ချိန်နိုင်ထားခဲ့တယ်နောက်တစ်ချိန်ကတော့ဒါတည်ကြထားလူကြီးတည်ကြတာခွီမိုနီစီအိမ်မှာအိမ်ဝင်းမှာတည်ကြထားရပေါ့နော် အော်ဒီပွဲကမနေ့ကကျွန်တော်တို့အီတလီ Serie A နောက်ဆုံးပွဲစဉ်ကကြီးပေးတဲ့အသင် AC Milan က Fiorentina ကို1-2နဲ့သူတို့နိုင်တယ်ကြီးအောင်နေပါတော့အဲ့တော့ဒီနေ့မှာကြီးပေးတဲ့အသင် away အသင် Udinese အောင်ပါမလားအောက်တင် Ancient အသင် Cremonese ကြီးအောင်သွားမလားဒီလိုမျိုးကြော်ပြန်စမ်းသပ်လို့ရဒါပေမဲ့ဒီနေ့၃ပွဲမှာတပွဲမဟုတ်တပွဲတော့ draw ကြလိမ့်မယ်ဗျာနော် အဲဒီတပေါက်တော့တုံးပွဲထဲမှာတပွဲတော့ဒီတပေါက်တော့လာမယ်လို့ထင်တာဘာလို့ကြီးကြီးရ level ပြားရှုံးနေပဲဖွင့်တာဆိုတော့လေအဲအဲမှာမှာဒီဝက်ဆန်နဲ့ဘန်ဖို့ပွဲကတော့တုံးလုံးအပြည့်နိုင်ဆိုရဲကြီးနှမ်းမျိုးဂိုးပေါင်းကြီးအပြည့်လုံးဖွင့်ပေးတာဂျန်နဲ့နှစ်ပွဲကတော့ဒါအတူတူပဲခရီမိုနီစီနဲ့ ဒီအလာဘက်ပွဲစဉ်ကတော့ဒါဂိုပေါင်းကြီးလည်းနှလုံး30ရှုံးဖွင့်တယ်ဘော်ဒီကြည်တန်းကလည်း30ရှုံး40ရှုံး50ရှုံးဒီပက်ချာလည်းတော့ကြည်တန်းအတူတူဖွင့်လာတော့ဒီလိုဆော့လို့လို့ရတယ်ခရီမိုနီစီဆော့မယ်ဆိုအလာဘက်ဆော့အလာဘက်ဆော့မယ်ဆိုလည်းခရီမိုနီစီဆော့ပေါ့နော်ဟို ancient နှစ်တင်းစလုံးချိန်မကြလောက်ဘူးလို့ကျွန်တော်ယူဆတယ်အဲ့တော့အလာဘက်ဘော်ဒီမှာဆော့ပြီးဆိုရင်ကျွန်တော်တို့ဒီခရီမိုနီစီဘော်ဒီကိုယူဆော့ရမယ့်အနေအထားဖြစ်တယ်အဲဂိုပေါင်းကတော့ဒီ ခင်မွန်နီစင်းဥဒီနီပွဲကကိုပေါင်းအောက်ယူဆော့လို့ရတယ်ဘာလို့အီတလီဒီဒီပတ်လုံးကိုပေါင်းအောက်တွေတွားနေရဆိုတော့ဒီ AC နဲ့ဖီယိုတာမဖြစ်လို့လို့လာသူတို့ကိုပေါ်ပေးလိုက်တဲ့တဘောမျိုးဖြစ်တယ်ဗောနော်ကျွန်တော်ကတော့လုံးဆက်ကြီးလို့ခံစားရတယ်ဟိုပြင်ပြင်တင့်နဲ့ဟိုဟာနဲ့ကဘောင်းပြန်ဖြစ်နေ CDA နဲ့ပြင်တက်ကအကုန်ကိုပေါ်ပါတယ်နောက်ဆုံးပွဲစဉ် line နဲ့ net ပဲကိုအောက်သွားတယ်အီတလီ CDA လည်းဒီလိုပဲလာနိုင်တယ်ဒီမနေ့က CDA တပွဲ AC ပွဲ9ဘောက်သွားတယ်ဒီနေ့ပွဲ9အောက်လာနိုင်ချင်ရှိတယ်ဗောနော်အဲ့တော့ကျွန်တော်ကတော့ Asian Cremonisi နဲ့9အောက်လေးပဲတွဲဆော့စေခြင်းနဲ့ဟိုဘက်ကလည်း Alabet နဲ့9အောက်လေးတွဲဆော့စေအဲ့ထက်ကအဲ့ဒီ၄ကွက်ထက်က2ကွက်တော့အနည်းဆုံးအောင်မယ်လို့ကျွန်တော်တွေးပါတယ်เนาะအဲအကြောင်းလို့ကျွန်တော်ကဒီနေ့မှာ CDA နဲ့ Spain La Liga အထက်ကနေပြီးတော့ member ကိုမထုတ်ပေးခြင်းအဲဘယ်လိုပြောမလဲအကဲဖြစ်ရတာမတင်မကြဖြစ်တယ် ဟို safe site မဖြစ်ဘူး safe site မဖြစ်တဲ့ပွဲလေးဆိုတော့ကျွန်တော်မပေးကြင်ဘူးပေါ့နော်ဟိုပေးလိုက်လို့ရှင်လည်းအမားပါတာများတယ်ဟိုကိုလုံးဝစိတ်မချရပွဲစဉ်ပေါ့နော်အဲ့လိုမျိုးဆိုတော့မပေးကြင်ဘူးအဲကိုပေါင်းဆိုလည်းအပေါ်တက်မှလို့လို့အောက်တက်မှလို့ဖလိုးတွေလိုက်စင်းသားဖလိုးတိတ်မမိနေဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ formula theory တိတ်မမိနေဘူးမမိနေတဲ့အနေထားဆိုတော့ andian များတဲ့အတွက်ကျွန်တော်ဒီနေ့မန်မာတဲ့မချပဲအဲ့တော့မန်မာတဲ့ချပြင်းဝက်ဆန်ပွဲလာပါပြီအဲ့တော့ဝက်ဆန်နဲ့ brand foot ဝက်ဆန်ကလက်ရှိမှာ level 15ပြားရှုံးပေးနေတယ်ကိုပေါင်းကြီး သုံးလုံးအပြည့်နိုင်နှလုံးအပြည့်ရှုံး။အော်ဒီပွဲကကျွန်တော်မနေ့ကဆန်ဒီပွဲနဲ့ချိတ်ဆက်မယ်ဆိုရင်ကူပေါင်းအောက်သွားနိုင်တယ်။မနေ့ကဆန်ဒီနှစ်ပွဲစလုံးကူပေါင်းသုံးလုံးရောက်ထားတယ်။လပါဘူးပွဲလည်းသုံးလုံးရောက်တယ်။ပြားရှုံးတယ်။ကူပေါင်းကြီးတော့ကူပေါင်းကြီးမပြောမကြော်ဖြတ်နိုင်ဘူးဆိုပေမဲ့သုံးလုံးတန်းကိုရောက်တယ် သူ over two မဲ့ဖြစ်ထားတယ်။စပါးနဲ့ Aston Villa ဒီလိုမျိုးပဲ၃လုံးအပြည့်နဲ့ပေါက်တယ်၊ဂိုးပေါင်းကြီးအောင်သွားတယ်၊၃လုံးနဲ့အောင်။အဲ့တော့ဒီမနေ့က Sunday နှစ်ပွဲစလုံးဂိုးပေါင်းကြီးအပေါ်တက်သွားတဲ့အနေအထားမှာဒီနေ့တနင်္လာညမှာ West Ham နဲ့ Brentford ပွဲစဉ်ကဂိုးပေါင်းအောက်ကိုဝင်လာနိုင်ကြီးများတယ်။ဒါက မနေ့ကပွဲနဲ့ချိတ်ဆက်ပြီးတော့တွေးလိုက်တဲ့ theory တစ်ခုပေါ့နော်နောက်တစ်ခုကကျွန်တော်ဝက်ဆန်က level 15ပြားရှုံးပြီးတဲ့အနေထားကဒီကြည်တဲ့မှန်ကန်မှုရှိလားကျွန်တော်အမှတ်ပေးစရာရေကျွန်တော်ပြန်ကြည့်မယ်အဲပြီးတော့မနစ်ကသူတို့တွေးဆမှုမှာပြီးခဲ့တဲ့ကြည်တန်းလေးညောတစ်ချက်ပြန်ကြည့်ဖို့လိုအပ်တယ်။လက်ရှိမှာဝက်ဆန်ကအဆင့်16မှာ၄မှတ်နဲ့အဆင့်16ဘရန်ဖိုးက9မှတ်နဲ့အဆင့်16 16ကနေ16ဆိုတော့ဒါလှန်ကြီးတဘောမျိုးတော့ဖြစ်နေတယ်ပေါ့နော်။ဒါပေမဲ့ အဲဒီကြီးတန်းကမှန်ကန်မှုရှိလားနောက်တစ်ချက်ပြောပြန်ကြည့်တာမနေ့ကဟက်တွေကိုပြန်ကြည့်မယ်ဆိုမနေ့ကလေဗယ်90ရှုံးလောက်ထိဒါဝက်ဆန်ကပေးခဲ့တယ်အဲ့တော့မနေ့ကကြီးနေချင်းမယ်ဆိုတော့ဒီကြီးတန်းကနည်းနည်းလေးနုနေတယ်လေဗယ်340ရှုံးလောက် တင်ပေးလိုက်လို့ရတယ်အင်ကွင်းအသာချက်နဲ့လက်ရှိမှာလည်းတန်သိလုံးရုံအားပါညာရှိနေအနေထားမှာဝက်ဆန်ဘက်ကိုကြည်လီရဲရဲတင်းတင်း50လောက်ပေးလိုက်မယ်ဆိုရင်ကျွန်တော်ဝက်ဆန်ဘော်ဒီလေးကပို့ပြီးတော့စိတ်ချရမယ်အနေထားဒါကလည်းဘူဂီကလည်းအဲ့လိုမျိုးတွေးမှဆိုလို့ကျွန်တော်တို့ကြီးနှုတ်ပေးထားတာလည်းဖြစ်နိုင်တယ်ဟောတကယ်လို့လားဒီနေ့ဝက်ဆန်ကို level 50အထက်60 80ရှုံးတော့ထိပေးမယ်လို့ဝက်ဆန်ဘော်ဒီထိုးထားပြီးပြုံသွားလိမ့်မယ်ဗျအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ဒီဒါ တိုင်ပတ်သွားမှာပေါ့နော်အဲ့လိုမျိုးနေထားဆိုတော့ဝက်ဆန်နိုင်မယ်ဆိုတော့တေချာတော့ဖြစ်တဲ့ဖြစ်တဲ့ဂျီနန်မျိုးဘူဂီယာချမပေးထားဘူးဟိုဘက်လိုလိုဒီဘက်လိုလိုဟိုတေတပေါက်ပုံစံဖန်ထားပေးတာပေါ့နော်အဲ့တော့မနေ့ကကျွန်တော်လန်စပေါ်ဒီကြိုက်တာကဘူဂီကြီးလက်မလက်ကိုကျွန်တော်ဟိုစောင့်ကြည့်နေတာတကယ်တကယ်လန့်ပေးရမကြည်နံအိုက်ကြည်နံမို့1ဘလက်60နိုင်မဟုတ်ဘူး1ဘလက်50အနေဆုံးပေးရမှာပေါ့နော်ဒါမဲ့လေကြည်နံကြော်ဖြတ်သွားပါတယ်အဲကန်တော့ကောင်းသွားတယ်လည်းပါပါပေါ့နော်ပနတီရပြီပနတီမဝင်တာကြီးလည်းပါတာပေါ့အဲ့တော့ဒီနေ့မှာကျွန်တော် ဒီနီးပြတနူနိုဆန်တိုလက်ထက် ပထမဆုံးအင်ကွင်းနိုင်ပွဲများစရမလားပေါ့နော်။ဘာလို့ဝက်ဆန်ကိုဝက်ဆန်ဒီအရင်နီးပြဂရန်ပေါ်တော်ထုတ်လိုက်တာတို့လက်ရှိမှာရလက်တွေတော်တော်လေးစိုးရွားနေတဲ့အနေအထားဖြစ်နေတယ်။အဲနူနိုဆန်တိုခန့်ပြီးနောက် ပွဲမှာတို့အေဗာတန်ကိုတည်ကြတယ်အာဆင်နယ်ကိုတော့ရှုံးတာလက်ခံပြီးလို့ရအာဆင်နယ်မလို့ရှုံးတာဗျဟုတ်တယ်မလားအာဆင်နယ်ကလက်ရှိမှာကာနန်ဖောင်အကောင်ဆုံးဖြစ်ပြီးအဆင့်တက်တောင်ရောက်နေတဲ့အတင်းကိုရှုံးတာကျွန်တော်လက်ခံပြီးလို့ရှားတယ်အဲ့တော့ဒီနေ့သားမှာနူနိုဆန်တိုကကျွန်တော်တို့နော်တန်ဖောရက်မှာကြည့်ကျွန်တော်ကကြိုက်ခဲ့တဲ့နီးပြဟိုအရင်ဝူဝူဘာနန်ကိုကင်နေဝါနန်နီပြီးတော့စပားကိုရောက်တယ်စပားနီပြီးတော့ဒီနော်တန်ဖောရက်ကိုပြန်ကင်တယ်နော်တန်ဖောရက်နီးပြတကယ်ဟိုပြောရမယ်ခိုင်ရင်ပြောရမယ်စောက်ယူပေါ့ဗျာတည်ရမယ်အဲ့လိုနီးပြအဲ့လိုပိုင်ရှင်က ဟို Northern Power ပိုင်ရှင်ကဒီ Nuno Santos ကိုထုတ်ပြီးတော့အခု Postigo Glue ကိုခန့်တယ် Postigo Glue လည်း Holden နဲ့က Chelsea ကိုချုံလို့ထုတ်ပလိုက်ပြီ။ဘာလို့နေမှန်းမသိဘူး။ဟို Northern Power ကတော့ Garland Form လက်ရှိမှာအရင်မကောင်းဆိုတော့မှတန်းစင်းဆုံးကနေရုံဟိုကဲတင်ပြီးတော့ဒီဥရောပတနင်္လာသားဝင်ခွင့်ရအောင်စူးစမ်းပေးခဲ့တဲ့နီးပြားကိုထုတ်ပစ်တယ်နော်။အတူအပြစ်နဲ့သူခန်းတူတင်ခုတော်တော်လေးတိုင်ပတ်သွားတယ်နော်။တန်းတော်ဆင်းသွားရနိုင်ချေရှိတယ်အချိန်နေမကောင်းလို့ရှင့် အဲ့တော့ဒီနေ့မှာတော့နူနိုဆန်တို့ဒီလုံရိတ်ကိုင်ရှိရဲ့နီးပြတယောက်ဟိုကို identity တခုရှိရဲ့နီးပြတယောက်ဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့မှာ watchan body လေးကိုယုံကြည်ခြင်းနဲ့ပထမဆုံးနီးပြတရဲ့ပထမဆုံးအိမ်ဝင်ပွဲစဉ်အိမ်ဝင်နိုင်ပွဲ sorry အိမ်ဝင်နိုင်ပွဲဖြစ်လာနိုင်ကြီးများတယ်အဲ့တော့ကျွန်တော်ဒီပွဲမှာ watchan body ကြိုက်တယ်ပြီးတော့ဒီနူနိုဆန်တို့ Northern Forest ကိုင်းနှုံးကကျွန်တော်တို့ brand phone နဲ့ကန်ခဲ့ပြီး brand phone ပထမဆုံးအိမ်ဝင်ပွဲအဝေးဝင်ပွဲစဉ်ပေါ့ဗျာ 哎，独立湾的罗店方向哪的不会。 နော်အဲ့ပွဲမှာနူနူဆန်တို့က Northern Forest ကိုကင်နေတဲ့အချိန်အဲ့တော့ Brand 4ကိုသူတို့ဒါအနိုင်ယူခဲ့ပြီးပြီဒီနီးပြကအဲ့တော့ဒီနေ့မှလည်း Western Antin နဲ့သူ Brand 4ကိုထပ်ပြီးတော့အနိုင်ယူမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ့်ပွဲတင်ဖြစ်တယ်ဒီပွဲက England အဲ sorry London Derby ဖြစ်နေတဲ့အတွက်ဂိုးတွေကတော့မြင်ကောင်းမြင်ရနိုင်ကြီးရှိတယ်အပေါ်သွားနိုင်ကြီးတော့ရှိတယ်ဟိုတန်းသင်းဆောင်နားကအတင်းနဲ့တန်းသင်းဆောင်တဲကအတင်းဆိုတော့ဒါမြန်မြန်ဆိုင်ဆိုင်ဂိုးတွေမြူသွားနိုင်ကြီးရှိတယ်မနေ့က Serbia ကိုနဲ့ဆိုစီတဲ့ ပုံမှန်ဆိုတော့ဂိုးပေါ်တက်တာပေါ့ဗျာအနီကက်တွေထုတ်တယ်ဆိုဒီတဲ့အစောတွင်းနဲ့ဂိုးဘွေရပယ်တယ်เนาะအဲ့လိုမျိုးကြီးကြောင်းတာဂိုးပေါ်မတက်တာအဒီနေ့မှလည်းအဆင့်16နဲ့အဆင့်19တန်းစစ်လုံးတိုက်ပွဲပုံစံဖြစ်နေတဲ့အတွက် ဂိုးပေါင်းအပေါ်တက်လာနိုင်ခြင်းရှိရဒါပေမဲ့အဲ့ဒါကကျွန်တော်တို့ဟိုစိတ်ချရတဲ့ယူဆချက်တစ်ခုမဟုတ်ဘူးသုံးရချက်တစ်ခုမဟုတ်တဲ့ကျွန်တော်ဒီပွဲမှာဂိုးပေါင်းကိုတော့လက်ဆောင်ခြင်းနဲ့မနေ့ကဂိုးပေါင်းအပေါ်တက်ထားဖြစ်တဲ့အတွက်ကြောင့်မနီရတာတကယ်လို့ဂိုးပေါင်းအောက်တီသွားခဲ့မယ်ဆိုရင်ဒီဘက်ဂိုးပေါင်းအပေါ်ယူဆော့လို့ကောင်းတယ်တန်သင်းလုံးတိုက်ပွဲဆိုရအချက်ရယ်မနီရဂိုးပေါင်းအောက်ထားတဲ့အချက်ဆိုဆွဲပြီးတော့ကျွန်တော်ဂိုးပေါင်းအပေါ်ဆွဲဟိုဆွဲကစားလိုက်လို့ရတယ်ဒါပေမဲ့မနီရဂိုးပေါင်းအပေါ်တက်ထားဒီနေ့မှာအောက်သွားနိုင်ပြီးတော့တန်လာညာတွေတော်တော်များများ ကိုပေါင်းအောက်သွားတတ်တယ်တောက်ကြညကြတော့အပေါ်ကြီးသွားတတ်တယ်အဲဒီလို flow ကလည်းရှိနေသေးတော့ကျွန်တော်ကအန်တီအရင်များတယ်ပေါ့အဲ့တော့ကိုပေါင်းလေးကိုကျွန်တော်လက်ဆောင်ခြင်းနဲ့ကျွန်တော် body ဝက်ဆန်းမရှုံးလောက်ဘူးလို့ကျွန်တော်ယူဆတယ်။နီးပြတည့်ရပထမဆုံးအင်ကွင်းပွဲစဉ်လည်းဖြစ်နေတယ်။ပထမဆုံးနိုင်ပွဲလည်းဖြစ်လာနိုင်ကြီးရှိတယ်။ပြီးတော့ဝက်ဆန်းကနူနိုဆန်းတို့ကင်ပြီးနောက်ပိုင်းမှာဒါပုံငန်းကောင်းတချို့ကျွန်တော်မြင်တွေ့နေရပြီ။ပြုပြင်ကြောင်းလေးမှုတချို့ကိုမြင်တွေ့နေရဖြစ်တဲ့အတွက်ဒီနေ့မှာရုပ်ပြက်ဆင်းပြက် မဖြစ်လာဘူးအင်ငွင်းပိတ်တဲ့အားနဲ့ပင်ငွင်းပိတ်တဲ့ဒီရဲ့ဒီအားပေးမှုနဲ့အတူเนาะပြီးတော့ brand phone ကလည်းအဝေးကွင်းဒီနေ့ညဒီမှာတပွဲမှမနိုင်ထားသေးဘူးထင်တယ်ခဏရယ်เนาะအဲဟုတ်တယ်ပြီးများလီမှာတပွဲမှမနိုင်ထားတူနိုင်ထား leaf cap မှာဒီ efl cap မှာဘုံပေါက်ကိုတူးသိနေနိုင်တာပဲရှင်ပြီးများလီမှာဖူအောင်3-1နဲ့ရှုံးတယ်ဆန်လာလန်ကို2-1နဲ့ရှုံးတယ်နော်တန်ဖောရက်ကို3-1နဲ့ရှုံးတယ်ပွဲတိုင်းသူရှုံးတာအဲ့တော့ ဒီ brand ဖို့ရှုံလိုက်ပွဲတွေမှာကြီးမယ်လို့ပွဲတိုင်းဂိုးပေးခဲ့ရတယ်နော်ပြီးလို့ရှိရင်တကိုးတကိုးပြန်ရတယ်ဆိုတော့ bowling score yes တွေပွဲတိုင်းဖြစ်တာအဲ့တော့ဂိုးပေါင်းပေါ်ကတော့ဒီသူတို့ကန်ထားတဲ့လက်ရှိ garden form ရဆိုတော့အပေါ်တော့တက်လာနိုင်ခြင်းရှိရယ်ဝက်ဆန်းကလည်းအင်ဝင်အားနဲ့တကိုးရောင်ကစားမှာပဲအဲ့တော့1-1ကနေစကြည့်မယ်လို့အချိန်မရေ3လုံးရောက်သွားနိုင်နေပေါ့နော်အော်နည်းနည်းလေးတော့ဟိုဘယ်လိုပြောမလဲပေါ်ကျင်လဲပေါ်သွားနိုင်နေပြတည်လား ဟိုမောင်းနေပါလေတော့ဆော့လို့တော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ body throw ကဆိုတော့ကျွန်တော် wasan body ဒီကြောင်းနဲ့ပဲကျွန်တော်ကြိုက်တယ်။အော်ဒီနေ့မှာကျွန်တော် member ကိုလည်း wasan body ပဲပေးဖြစ်ဖို့များတယ်။ free tick ကိုလည်းဒါ wasan body ပဲပေးလိုက်ပါတယ်နော်။အော်ဒီနေ့မှာတော့ကျွန်တော်၃ပွဲရှိတယ်ဆိုပေမဲ့ဂျန်တဲ့ပွဲတွေဒီကျွန်တော်အတွက်အရင်ကြီးယုံကြည်ဆိတ်ချရတဲ့ throw ကမဟုတ်တဲ့အတွက်ကျွန်တော်အမားမခံချင်ဘူး။အမားအမားတွေမပါစေချင်ဘူးပေါ့နော်။ဘာလို့လဲမလဖန် champion league ကျွန်တော်နှစ်ညလာမယ်။ champion league ဆိုတာနှစ်ကြီးတယ်။ပြီးလို့ရှိရင်ယူပါလိညနေလာယူပါလိဆိုတာဘူဂီရဲ့ညကျွန်တော်တို့လှည့်လ စားတဲ့ညအဲ့တော့ဒီလိုညတွေမှာကျွန်တော်ကဟိုအပေါင်းမပြရင်တော့မှမရှုံးအောင်ကျွန်တော်ကလားမယ်နေ့ဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ညတွေမှာဂယူးဆိုင်ရှင်နဲ့မလဘန်ချန်မင်းနေ့ညတွေမှာဂယူးသက်ဆိုင်နဲ့ကလားခြင်းနဲ့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ကိုတော့မန်မောဖရီအော်တူတူချပေးမယ်ပဲเนาะအဲ့တော့ဝါရှန်ဘော်ဒီကျွန်တော်ပေးလိုက်ပါမယ် အမ်မမ်မာတွေကတော့ဒီဗီဒီယိုအကုန်ကြည့်ကြင်မှာကြည့်မှာဖြစ်တဲ့တဲ့ကြောင့်မမ်မာတွေကတယောက်ချင်းညီပွဲတွေ like ပို့ပေးပါမယ်အဲ free tip channel မှာလည်းကျွန်တော်ဒါ whatsapp body ချပေးပါမယ်ဗီဒီယိုနားတော်ညီကိုလည်းတခါတယ် whatsapp body ဆော်လို့ရတယ်ကျန်တဲ့ alabanes go out တို့ crimoni စီနဲ့ go out တို့ကညီကိုတို့မောင်းထဲမှာတွဲဆော်လို့ရပါတယ်เนาะအော်ဒီနေ့တော့တညထဲမှာအမ်တင်းလာညမှာ whatsapp body ကြောင်းလည်းကျွန်တော်ပေးလိုက်ပါမယ်ကျွန်တော်တို့ ကန်ဆန်းကြမယ်နူနိုဆန်တိုရဲ့လောရီကန်ရီနဲ့ပထမဆုံးနီပြတေးရဲ့ပထမဆုံးအင်ငွေပွဲစဉ်အနိုင်ရမရောက်ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ကြမယ်နီပြတေးဖော်မြူလာဝင်မလားပေါ့နော်ရှေ့မှာနှစ်ပွဲကန်ပြီးပြီးနှစ်ပွဲစလုံးတေးနဲ့အရှုံးမနိုင်သေးဘူးဆိုတော့နီပြတေးဖော်မြူလာ၃ပွဲမြောက်မှာဝင်မလားဒီဖော်မြူလာလေးကိုကျွန်တော်ဆက်ပြီးတော့ဟိုစောင့်ပြီးကြည့်ကြတာပေါ့နော်ကဲအဲ့တော့ဒီနေ့တော့ဒီလောက်ပါနည်းနည်းတော့မော်ပါ၃ပွဲတည်းဆိုမယ်နော်မိနစ်20အောင်ဖြစ်ပါ တော့ဒီနေ့တော့ဒီလောက်ပါကျွန်တော်ဘနဖန်ချန်ပီယံညမှာရှယ်ဖြုတ်မယ်เนาะဘနဖန်ချန်ပီယံညကျွန်တော်ဘနဖန်ကအဲကိုပွဲကံပါပါเนาะကိုပွဲကိုပွဲအဲကျွန်တော်ချန်ပီယံညညစလုံးအတွက်ကျွန်တော်ဝိုင်းစ်ဘက်တကုတ်ထုတ်ပေးမယ်เนาะပြီးလို့ရှိရင်ဘနဖန်တညလာအတွက်လည်းတကုတ်တညချင်းတည်တယ်ကျွန်တော်ဝိုင်းစ်ဘက်ကုတ်တွေထုတ်ပေးပါမယ်အော်ကျွန်တော်ဝိုင်းစ်ဘက်လေးကျွန်တော်မောင်းလေးခက်ဆိတ်ဆိတ်လေးပေါအောင်ကြိုးစားပေးနေပါတယ်အဒီနေ့လဲကျွန်တော်ဟိုနယ်ဒါလန်လိရှိတော့တွေ့လိုက်တယ်ဗျာเนาะနယ်ဒါလန်လိရှိမယ်ဒိမန်လိရှိမယ်အဲ့တော့ကျွန်တော်ဒီနေ့လဲဝိုင်းစ်ဘက်ကုတ်လေးဒါ ဒီလက်ရှိရှိနေတဲ့၃ပွဲနဲ့အတူเนาะကျွန်တော်တွဲလို့ရတာလေးတွေကျွန်တော်လုတ်ပေးပါမယ်။အော်ကျွန်တော်ညီကိုလေးဒါကျွန်တော်ရဲ့ Viber Channel, Telegram Channel link နေဒါ video ရဲ့ comment မှာ description မှာကျွန်တော် link နေချပေးထားပါတယ်။မ join တဲ့ညီကိုလေးရှိရင်လည်းဒါ join ထားပြီးတော့အကြိုက်တူတဲ့ဒါမောင်းနေ fit တဲ့เนาะဒါလေးယူဆော့လို့ရပါတယ်။အားလုံးအဆုံးအထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးမင်္ဂလာရှိသောနေ့ရက်ကလေးဖြစ်ကြပါစေ။အားလုံးဂုဏ်လက်ပါခင်ဗျာ။